။အစောပြာကဟောတယ်ပတိရူပေဝတေဒေတိမင်းကြီးဘွားတွေ့တဲ့ချင်လို့ရှိရင်ကိုနဲ့တင်းတော်တဲ့နေရာရွေးချယ်ပြီးနေထိုင်ပါတဲ့။အရိယမိတ္တကရောတိယလူတော်လူကောင်းတွေကိုမိတ်ဆွေဖွဲ့ပါ။သူတို့စီကပညာတွေရဖို့ကြံဉာဏ်တွေရဖို့သုံးမတွေရဖို့သူတို့နဲ့ပေါင်းဆက်ပါ။တမ္မာပဏိတိတမ္ပနော ကိုကိုပြင်မာအကောင်းဆုံးဖြစ်အောင်ပြင်မာလို့ဆိုပုပ်ပြီးပုံညကတော်နရောအတိတ်ဘဝလည်းကုသကောင်းတွေလုပ်ခဲ့တယ်ဟောဒီ14ပါးလည်းပတ်သွားပြီဆိုလို့ရှိရင်တဏ္ဍဉ္ညာယတောဂိတ်တိသူခင်စေတံဒီဝတ္တတိအောင်မြင်ကြည်ပွားမှုတွေအကုန်လုံးဒီစီဥစ္စာတွေလည်းသူစီရောက်လာမှာပဲစားစရာတွေလည်းသူစီရောက်လာမှာပဲကြော်စောမှုတွေလည်းသူစီရောက်လာမှာ အောင်မြင်ကြည်ပွားမှုချမ်းသာဒုက္ခတွေအာလုံးသူ့စီကိုရောက်လာနိုင်မယ်လို့ရသော်ဘုရားဒီလိုဟောတာเนาะအောင်မြင်ကြည်ပွား၁၄ပါးဆိုတာဒီဒီဟုဆိုလိုတယ်ပေါ့အဲ့ဒါကုသနာမှာရှိအောင်မရှိသေးရင်ရှိအောင်ကြိုးစားဖြစ်အောင်ကြိုးအပြင်အကြောင်းကတော့ရှားရမယ်အတွင်းအကြောင်းကတော့ကိုယ်တိုင်ကြိုးစားဖြစ်တယ်ပေါ့အရေးကြီးဆုံးကတော့အတ္တပမပဋိဒိဟာအရေးကြီးဆုံးပဲကိုယ်ကို ြင့်တင်ပေးဖို့လိုအပ်တယ်။တတ္ထာတရားမရှိသေးဘူးဆိုရင်တရားတရားရှိလား။သီလမရှိသေးဘူးဆိုရင်သီလရှိရမယ်။စာကတုတမရှိသေးဘူးဆိုရင်တုတရှိအောင်ကြိုးစား။စာကမရှိသေးဘူးဆိုရင်စာကရှိအောင်ကြိုးစား။ပညာမရှိသေးဘူးဆိုရင်ပညာ။ဆိုလိုတာကပညာလောကီဥဒ္ဒေပတ်သက်လာလို့ရှိရင်ပစ္စည်းဥစ္စာတွေမရရအောင်調査အထောက်အမယ်လုံလဝိရိယဆက်ရမယ်ပညာတွေသင်ရမယ် စီပါဥစ္စာဒုတက်ကြောင့်ဖြစ်တဲ့ပညာတွေကိုသင်ကြားစီဘူးအထုတ်တာအတ္တတမပဏိတိပဲဖြစ်တယ်။အဲ့ဒီအတ္တတမပဏိတိဖြစ်မှအောင်မြင်ကြည့်ပါ။လူလောကမှာကြီးပွားနေတဲ့ပုဂ္ဂိုလ်တွေဂုံတုပွဲတုတွေရလို့စီစဉ်ဥစ္စာတွေဒုတက်နေတဲ့ပုဂ္ဂိုလ်တွေဟာအတ္တတမပဏိတိလို့ဆိုရက်ဒီအချက်ပြည့်စုံနေတဲ့ပုဂ္ဂိုလ်တွေလို့ဆိုသူရဲ့အခြေခံကြတာတော့အတိတ်ဘဝတော့ကပြောကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့အတွက်ကြောင့် လူစင်မိတဲ့ပုံကဖြစ်လာခဲ့တယ်ပေါ့အဲ့ဒါကတော့အရေးကြီးဆုံးတိုးတော့လူစင်မိုံနဲ့ဖြစ်သလားဆိုမရှိဘူးမဖြစ်ဘူးအဓိကပါတော့အတ္တသမပနိအေးတချို့ညာလဲကောင်းတယ်လူကလည်းပဲကြမ်းမာတယ်ဒါပေမဲ့ပြင့်နေမကြိုးစားဘူးနော်ချိန်ကြလည်းဖေးဆိုင်ထိုင်နေချိန်ဖြုံးနေစီးပွားရှာမှပြင်းနေအလုံးလုံးအောင်မှပြင်းနေဘဲတော့မှမကြည့်ပါဘူးလေ ကြည်ဘွားတွေ့တဲ့မှုဆိုမရနာအချင်းရှိသည်မျက်စိဖွင့်နားဆွင့်ပြီးတော့ပညာလဲရှားတဲ့အလုပ်လဲကြိုးစားတဲ့ဆွေပုဂ္ဂိုလ်တွေထိတ်တန်းကိုရောက်လာစာရီမြန်မြန်ဖတ်တယ်ပညာရီမြန်မြန်ရအောင်စီးပူအထုတ်တယ်ဆိုအဲ့ဓာတွေအားလုံးဟာအတ္တသမပဏိတိတွေကြီးပဲဒီထဲမှာအတ္တသမပဏိတိရှိပြီဆိုရင်ကြံတဲ့အရာတွေကတည်ငြိမ်မှုရှိတယ်အတ္တသမပဏိတိကတော့အမြဲတမ်းလှုပ်ရှားနေရမယ့်အရာပဲဖြစ်တယ် သူလှုပ်ရှားမှကျန်တာတွေကအသက်ဝင်လာအတ္တသမပဏိတိမလှုပ်ရှားလို့ရှင်ဘလောက်ပဲတင့်တော်တဲ့နေရာနေနေငပြင်းဟာငပြင်းပဲနော်ဘယ်လိုပဲလူတော်လူကောင်းနဲ့ပေါင်းပြီးဘလောက်ပဲဆုံးမဆုံးမငပြင်းဟာငပြင်းပဲအတ္တသမပဏိတိမရှိရင်တော့ခြေပွားတုတ်တက်မှုမရှိနိုင်ဘူးသူဟာအချက်ပဲအခရာပဲ